မဲဆမ်းမောင်ရေးတဲ့နားရတဲ့ကဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာမန်ချက်စတာဖုတ်ဘောဆိုတာနေတင်ဆက်နေပါလိမ့်မန်ချက်စတာယူနိုက်တက်ရှုံးမဲတခါတွေ့တိုင်းပရိသတ်တွေတောင်းဒီလောက်နာကျင်ခံစားရတာကာကန်ရှင်ကစားမရီဆိုရင်ဘလောက်တောင်းနာကျင်ခံစားရကြမလဲဆိုတော့တွေ့ကြည့်လို့တောင်မရနိုင်ပါဘူးမဲဆမ်းမောင်ကတရားစီတာထွက်ခရီးခက်ခဲခဲ့တဲ့အတွက်မန်ချက်စတာယူနိုက်တက်ကစားမရီဘလောက်ဒီခက်ခက်ခဲခဲရုန်းကန်ခဲ့ရလဲဆိုတော့ပြန်လဲဖောက်သေးကြလာခဲ့ပါလိမ့်ဒီနေ့တော့ကပရီးမီးယားလိဖွင့်ပွဲစဉ်6ပွဲမှာ3ပွဲတိရှုံးနေထားပြီးတော့ ဝေဖန်မှုတွေဖိအားတွေအောက်ကိုရောက်ရှိနေကြရမယ်။ဒီဘက်မှာတော့တန်းတက်အသင်းဆန်ဒလန်ကိုဒူးစီနဲ့နိုင်ရရှိခဲ့ပြီးတော့ဖိအားနဲ့ငွေရောကြခဲ့ရပါတယ်။ယူနိုက်တက်အတွက်အသင်းကိုတွေကိုမေဆန်မောင်းနဲ့ဘန်မင်ရှက်စ်ကိုတို့ကသူယူပေးသွားခဲ့ပါတယ်။မေဆန်မောင်းကပြီးခဲ့တဲ့ရာသီမှာတရံပဒနာတွေများခဲ့ပေမယ့်ဒီရာသီမှာတော့အင်မော်ရင်းရဲ့ပွဲတော်ကစားမတယောက်ဖြစ်အသင်းမှာပါဝင်ပွဲထွက်ကစားခွင့်ရရှိနေပြီးတော့ဒီဘက်မှာတော့ဒီရာသီအတွက်ပထမဆုံးသင်းကိုကိုသူယူနိုင်ခဲ့ပါတယ်။မောင်းကဆန်ဒလန်နဲ့ပွဲမှာယူနိုက်တက်အတွက်10မိနစ်ကလေးကအပွင့်ကိုစတင်သင်ယူပေးနိုင်ခဲ့ပါတယ်။ ဒါကပြီးကြတဲ့နှစ်နိုမနောက်ပိုင်းအမရင်အတွက်အစောဆုံးတင်ကိုရရှိတာလည်းဖြစ်ပါလိမ့်။မောင်ကတော့သူ့ရဲ့သွင်းကိုကိုအောင်မဲခံမှုထက်သူ့အသင်းရဲ့ရုန်းကန်ရတဲ့ခြေနေတွေကိုပိုပြီးတော့အယုံဆိုင်ပြီးနေခဲ့ပါလိမ့်။မောင်ကပြီးကြတဲ့ပတ်မှာ Brandford ကို3-1နဲ့ရှုံးနေကြတော့ကတတင်းလုံးစိတ်တက်ကြခဲ့ကြကြောင်းပြန်ပြောင်းပြပြလာခဲ့ပါလိမ့်။တပတ်ကိုတပွဲပဲကစားရတဲ့အချိန်မှာပွဲတပွဲပြီးသွားရင်ပြန်တွေးနေဖို့အချိန်တွေလည်းအများရှိသွားခဲ့ပါလိမ့်။ဒီတော့ Brandford နဲ့ပွဲလိုမျိုးပြီးဆုံးသွားတဲ့အခါမှာ United ကစားမားတွေအားလုံးနာကျင်ခံစားကြပါလိမ့်။ ဒီတက်ပေါ်ပြီးတော့ကောင်းကောင်းကစားနိုင်သေးတယ်ဆိုတာသိကြတဲ့ကစားမတွေကအတင်းလိုက်အနေနဲ့ပါနာကျင်ခဲ့ကြပါတယ်ကျွန်တော်တို့ကအဲ့ဒီရှုံးပွဲကတကယ်နာကျင်စီတာပါတတင်းလုံးအနေနဲ့ပေါ့နောက်ပွဲကစားဖို့လည်းကြားကြီးကြာနေသေးလို့ခံစားရပါတယ်ဒါပေမဲ့တကယ်နောက်ပွဲကစားရရောကိုကပြင်ပြီးသားဖြစ်နေပါပြီတကယ်ရှေကစားဖို့အစင်းင်းဖြစ်နေပါပြီဒီလိုဖြစ်မှရတာလေဒါကကျွန်တော်တို့အစားကလေးကပြင်ဆင်ထားခဲ့ကြတဲ့ရွေးချက်ပါပြီဘာလို့လဲဆိုတော့ကျွန်တော်တို့ကတက်တက်မြက်မြက်ကစားနိုင်နေဆိုရင်အထူးသဖြင့်တော့အိမ်ငွေမှာဆိုရင်ခြေလန်းအသာစီးရပြီးတော့ ကျွန်တော်လိုချင်တဲ့ရလဒ်ဒီထွက်ပေါ်လာနိုင်လို့ပါပဲဆိုပြီးမောင်ကပြောဆိုသွားခဲ့တာပါမောင်ကသူနဲ့မာတီးယပ်ကွန်ညာတို့ပွဲထွက်ခွင့်တို့အပြိုင်ဘက်ဖြစ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်းပြောပြခဲ့ပါသေးတယ်။မောင်က2023မှာချယ်ဆီကနေယူနိုက်တက်ကိုရောက်ရှိလာခဲ့ပြီးတဲ့နောက်ပိုင်းတရားပဒနာရေးအများပြတဲ့အတွက်စိတ်ပျက်ခဲ့ရပါတယ်။မောင်ကချယ်ဆီမှာတော်မတ်တူချေလက်အောက်တုံးက3-3စနစ်နဲ့ကစားခဲ့ဖို့ပါတယ်။အဲတော့မောင်ကအီမော်ရီယန်နီစနစ်အောက်မှာအခက်အခဲမရှိပါဝင်ကစားနိုင်တဲ့ကစားမတစ်ယောက်ဖြစ်ပါတယ်။အဲဒါကြောင့်လည်းအီမော်ရီကမောင်ကိုပွဲထွက်ကစားမဖြစ်ဇက်တိုက်ကိုအသုံးပြုနေတာဖြစ်ပါတယ်။ ဒါအပြင်မောင်ကမန်နေဂျာနဲ့လည်းဆက်ဆံရေးကောင်းမှမော်ရီမောင်ကအမော်ရီရဲ့နေ့စ်နဲ့ရိုးတွေကိုကောင်းကောင်းနားလည်ပြီးတော့အသင်ဘက်ကသူ့စီကနေဘလို့ရာတွေလိုအပ်တာလဲဆိုတာနားလည်ပါရီအခုဆိုရင်တော့ကစားမားရီအားလုံးဒီနေ့စ်နဲ့ကိုနားလည်သွားကြပြီဆိုပေမယ့်အစားပထမတော့ငါတို့အသင်မော်ရီကမေဆန်မောင်ကိုအားကိုးခဲ့ကြပါရီမောင်ကအသင်အတွက်စွမ်းအားတွေအများကြီးယူဆောင်လာခဲ့ပြီးတော့တိုက်စစ်လိုအပ်နေတဲ့အချိန်ဆိုရင်လည်းအထောက်အကူပြုပေးနိုင်မော်ရီမောင်ကသူ့ပတ်ဝန်းကျင်ကလူတွေကိုလည်းအမြဲတမ်းကူညီပေးနေတတ်သူဖြစ်ပြီးတော့တရားစီသူ့အတွက်အိုးထွက်ဖို့ကပထမဆုံးအသင်ကိုရရှိလိုက်တာ ပျော်ရွှင်မိကြောင်းလည်းပြောသွားခဲ့ပါရီ။နာတကနိုင်ငံတော်ပိတ်ရမှာနှစ်ပတ်လောက်တော့ကောင်းကောင်းအနားယူနိုင်မှာဖြစ်ပါရီ။ဒါပြေနော်ယူနိုက်တက်ကအင်္ဂလန်ဒါဘီပြိုင်ဘက်လက်ရှိချန်ပီယံလစ်ဗာပူးကိုအန်ဖီမှာတောက်ရှင်မြန်ကစားမှာဖြစ်ပါရီ။မေဆန်မောင်းကတော့ဆန်ဒလန်ကိုနိုင်ယူလိုက်နိုင်တာအသင်းရဲ့အရှင်ဟုန်လည်းပြန်လည်မြင့်တက်လာတာဖြစ်ကြောင်းချီချူးပြောဆိုလိုက်ပါရီ။နာတကခက်ခဲတဲ့ပွဲတစ်ပွဲကိုဖျက်ချော်ပြီးမှကိုလိုပြန်လာနိုင်တာဝမ်းသာမှာဖြစ်ကြောင်းပြောခဲ့တဲ့မေဆန်မောင်းကဒီပွဲကနေရရှိခဲ့တဲ့ကောင်းချင်းအပြပြကိုယူပြီးနောက်တစ်ပွဲစီလက်ဆင့်ခဲ့ရမှာဖြစ်ကြောင်းလည်းပြည့်စွတ်ပြောကြားခဲ့ပါသည်။ကြည့်ရှုပေးကြ ားလုံးကိုကျေးဇူးတင်ပါတယ်ညာ။